ညာရေးကဏ္ဍနိုင်ငံသားတိုင်းဝေးဖွားချိန်မှအစပြုကဘဝတစ်လျှောက်လုံးဆင်ဆက်မပြတ်တည်ယူနိုင်မြင့်ပညာရေးခွင့်လန်းများရရှိရန်နှင့်အကျိုးရှိသည့်ပညာရက်များတက်မြောက်ကြရန်ကြိုးပမ်းဆောင်ရွက်မည်၁အခမဲ့မတင်မနေရမူလရန်ပညာရေးကိုဥတီကောင်းထဲဖော်ရေး၂ချောင်းနေအွယ်လူငယ်အလုံးပညာတည်ယူခွင့်ရရှိရေးအတွက် ပညာရေးအထူးဝန်ဆောင်မှုအစီအစဉ်များပါဝင် လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်ထားရှိရေး၃လူမှုစည်းဝါးဘဝတွင် လက်တွေ့အသုံးချနိုင်သည့်ပညာရေးဖြစ်ရေး၄ပညာရက်နယ်ပယ်အားလုံးကိုတပြင်းညီဖွံ့ဖြိုးတိုးတက်စေပြီးနိုင်ငံတော်၏လူမှုစည်းဝါးဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးသွေးမြင့်မားသည့်လူစွမ်းအားအရင်းမြစ်များဖြစ်သောအသိပညာရှင်အတတ်ပညာရှင်ဒီပညာနှင့် သမွေးပညာကျွမ်းကျင်သူများကိုအဆင့်အလိုက်မွေးထုတ်ရေး၅နိုင်ငံတကာပညာရေးအဆင့်ရှိစေရေးအတွက်ခေတ်မီနည်းပညာများကို အသုံးပြုဆောင်ရွက်ရေး၆အဆင့်မြင့်ပညာကျောင်းများတွင်ဆရာသမဂများနှင့်ကျောင်းသားသမဂများကိုသက်ဆိုင်ရာ တက္ကသိုလ်ပြညာစာတန်းနှင့်ညီလွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ဝင်ရှိရေး၇တက္ကသိုလ်နှင့်ကောလိပ်များသည် လွတ်လပ်သောကိုပိုင်စီမံခန့်ခွဲခွင့်ဖြင့်ရက်တည်ရေးရှစ်ကိုပိုင်သို့မဟုတ်ပုဂ္ဂလိကအကြောင်းများကိုတက်ဆိုင်ရာဥပဒေနှင့်အညီထိထောင်ခွင့်ပြုခြင်းနှင့်ပညာရေးလုပ်ငန်းများ၌ပုဂ္ဂလိကကဏ္ဍ၏ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးမြင့်တင်ရေးကိုဉာဏ်ရည်ဉာဏ်သွေးထမြက်မှု IQ နှင့်စိတ်ရင်းချက်တည်ငြိမ်မှု တပားသူကို စာနာပေးနိုင်မှု EQ စသည့်21ရာစုကိုစိန်ခေါ်နိုင်သောပညာရေးစနစ်ကို ဖော်ဆောင်ရေး30အသက်မွေးဝမ်းကြောင်းပညာရေးကို ဖော်ထုတ်ရေး